ခေတ္တရောင်ဟာအသက်တာမပြည့်ခင်မှာပဲအိမ်မက်အကြီးကြီးနဲ့ရင်ဆိုင်ခဲ့ရပါလေလူအများကသူ့ကိုငယ်လွန်းတယ်လို့မယုံကြည်ခဲ့ကြပါဘူးဒါမဲ့ဒီကလေးကတော့မလျှော့ခဲ့ပါဘူးသူ့ရဲ့အိမ်မက်ကိုအဖြစ်အဖြစ်အဖြစ်ပြောင်းလဲခဲ့သူလီယိုနယ်မက်ဆီပဲဖြစ်ပါတယ်1989ခုနှစ်စွန်လ24ရက်နေ့အင်ဂျင်တီးနားနိုင်ငံ ရိုဆာရီယိုမြို့တံပိုးနဲတဲ့မိတာစုတစုမှာမွေးဖွားလာခဲ့တဲ့မက်ဆီသူ့ဘခင်ကတာအလောက်ရောက်မှာအလောက်လောက်သူဖြစ်ပြီးတော့သူ့မိခင်ဟာအချိန်ပိုင်းတတ်ရှိရမှာပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့မှာတံပိုးရှိတဲ့အရာတခုရှိပါတယ် အဲ့ဒါတော့မက်ဆီအတွက်ယုံကြည်မှုပါပဲအသက်9နှစ်အရွယ်မှာပဲသူ့ပါခင်တဲ့သူဘောလုံးလောကထဲသို့ဝင်လာခဲ့ပါတယ်ဘောလုံးကမက်ဆီအတွက်အကစားမဟုတ်တော့ပါဘူးဘဝအနေနဲ့ဖြစ်လာခဲ့ပါတယ်သူ့အသက်12နှစ်အရွယ်မှာပဲသူ့ဘဝကိုပြောင်းလဲသွားစေခဲ့တဲ့တည်င်းတစ်ခုပေါ်လာခဲ့ပါတယ်အဲ့ဒါတော့ growth hormone deficiency လို့ခေါ်တဲ့ကြီးထွားမှု hormone ချို့တဲ့ခြင်းပဲဖြစ်ပါတယ်အချင်းချင်းကျန်းမာရေးပြဿနာတွေကြောင့်သူ့အနာဂတ်ကိုမသိနိုင်တော့တဲ့အခြေအနေရောက်နေခဲ့ပါတယ် တေတခါအသင်းတွေကပဲစောက်မထားနိုင်ဘူးဆိုပြီးတော့မှငင်းခဲကြပါတယ်ဒါပေမဲ့ဘာစီလိုနာမှာတဆောင်တယောက်ကယောင်ကြည်ခဲ့ပါတယ်ဒီကောင်လေးကညာလင်းချက်ရှိပါတယ်ဆိုပြီးတော့မက်ဆီကိုစပိုင်ခေါ်လာခဲ့ပါတယ်အဲ့ဒီချိန်ကျကသူ့ရဲ့အိမ်မက်ကိုစတင်ခဲ့တော့ပါ2005ခုနှစ်ဘာစီလိုနာအတွက်ပထမဆုံးဂိုးတွန်းခဲ့တဲ့နေ့ဟာတမိုင်းပြောင်းလဲသွားတဲ့နေ့ပဲဖြစ်ပါတယ်လူငယ်အရွယ်နဲ့ပဲလာလီဂါပြိုင်ပွဲမှာဂိုးတွန်းကိုတွန်းနိုင်ခဲ့ပါတယ်အဲ့ဒီချိန်ကမက်ဆီနဲ့ဘောလုံးကဘာကြီးကြားမှာ မဖြတ်နိုင်တဲ့ချစ်ချင်းနဲ့ထူးခြားမှုတစ်ခုစတင်ထဲတယ်။တန်ရာတွေမပြည့်စုံတဲ့ခန္ဓာမယုံကြည်မှုတွေနဲ့ရင်ဆိုင်ရပြီးတော့မက်ဆီကပြောင်းပြေးသွားခဲ့ပါတယ်။တခုချင်းစီပြန်လဲထပ်တူတက်ခဲ့ပါတယ်။သူအစ်စ်တွေထဲမှာတော့မယုံကြည်မှုတာမာမှုတွေနဲ့အမြဲတမ်းရှိနေတဲ့စန္ဒအောင်မြင်မှုတို့ကပဲသူတို့ကတော့အရှုံးဆိုတာမရှိဘူး။ရှုံးနေမှုတိုင်းရတော့တင်ကန်းစာတစ်ခုပါပဲ။သူအောင်မြင်မှုဟာဘောလုံးပဲမဟုတ်ပါဘူး။မက်ဆီကကဘာတစ်ပါးကကလေးတွေတက်တက်တည်ဖြစ်လာခဲ့ပါတယ်။မျိုးလင်းချက်တွေရှိရ ရင်ပယ်ရမစဖြစ်နိုင်တဲ့ဆိုတော့တက်သေးပဲဖြစ်ပါတယ်သူလီယိုမက်ဆီဖောင်ဒေးရှင်းကပင်ပညာရေးနဲ့ကျန်းမာရေးဆက်ခဲရှိတဲ့ကလေးတွေကိုအလင်းရောင်ပေးခဲ့သူပဲဖြစ်ပါတယ်သူရဲ့စံချိုင်တွေဒီ volunteer ဆုလည်းရှစ်ကြံရရှိခဲ့ပြီးတော့အဲ့ဒါတွေမကပမိုကြီးမားတဲ့အောင်မြင်မှုအရာ960ကျော်တွန်းနိုင်ခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ဒါတော့မက်ဆီရဲ့တက်တိပါပဲ။မက်ဆီဟာပြိတ္တကိုတက်တိပြခဲ့ပါတယ်။အောင်မြင်မှုနောက်မှာမီးအိမ်ထဲက သွေးနဲ့မနာလိုမှုနဲ့စားအားတစ်ခုရှိနေတယ်။မစရာဘောလုံးထဲကအယောင်ဆိုးသူမဟုတ်ပါဘူး။သူဟာအိမ်မက်တွေကိုအမှန်ဖြစ်အောင်လှုပ်ပြသူပဲဖြစ်ပါတယ်။သူ့လူမျိုးကမိနစ်အနည်းငယ်ထဲမှာပဲလိုက်မိနိုင်တဲ့သူသူဖြစ်ပေမဲ့သူ့ရဲ့စိတ်တက်ကတော့မသေးဘူး။ Never ခဲ့တာဒါတော့မက်ဆီရဲ့အမွေးနဲ့ပါပဲ။မင်းမလည်းမက်ဆီလိုအိမ်မက်ရှိပါသလား။ဒါဆိုမင်းအနေနဲ့မင်းနဲ့ရှင်ကြည့်ပါမက်ဆီလိုမလျှော့တဲ့အခွေကြီးမရက်တဲ့အခွေကြီးနဲ့ဆက်တိုက် တုံ့လှန်ကြည့်လိုက်ပါလူတိုင်းမှာမက်ဆီတယောက်လိုပြင်းပြတဲ့အစိတ်အပျက်မျိုးရှိနေနိုင်ပါတယ်မင်းထက်ကမက်ဆီကိုဒီနေ့လှန်ထုတ်ပြလိုက်ပါဟုတ်ကဲ့ဒီနေ့တော့မက်ဆီရဲ့အကြောင်းကိုကျွန်တော်ပြောပြသွားတော့ပဲဖြစ်ပါတယ်အော်အကျိုးတစ်ဆုံးတစ်ခုရရှိမက်ဆီနဲ့ subscribe လောက်ထားဖို့လည်းတောင်းဆိုပါတယ်ခင်ဗျဟုတ်အလုပ်ပဲကျေးဇူးတင်ပါတယ်ခင်ဗျ